မင်္ဂလာပါကျွန်တော်နာမည်တိုးချီပါနေ့စဉ်သုံးမြမအင်္ဂလိပ်စကားပြောမှာဖြစ်ပါတယ်ခင်ဗျကျွန်တော်နာမည်နဲ့ပတ်သက်ပြီး online ပေါ်မှာဘယ်သူပဲပတ်စံတက်တော့မှမပေးမိပါစေနဲ့လို့နော်စာတင်တဲ့နေ့တွေကစပြီးဒီနေ့ချိန်ထိပတ်စံယူပြီးတော့စာတင်ပေးခဲ့ဖို့ချင်းမရှိပါလို့မြမတွေကိုကျွန်တော်အားတဲ့အချိန်လေးမှာစာပြရတာဖြစ်ပါတယ်လို့အဒီနေ့ကျွန်တော်တို့ adjective ဆိုတဲ့ဝါဟာရလေးနဲ့ပေါ့နော် adjective ရဲ့အောက်မှာဘာတွေလေ့လာလို့ရလဲဆိုတော့အင်္ဂလိပ်စာလေးကိုလေ့လာကြပါစို့လို့နော် adjective ဆိုတာဘာပါလဲ ชีมองคนเยเกยเยคนเยไอ้เรามีเลยหมัดทาไล่บ่เนาะน้องโกว่าชีมอมเหชิจุเหไอ้เราမျိုးวอหาระดิผิดละเดเฮ้สิงดาโหเราก็เอดจิตโลขอบาเดบาผิดตะเลสราโหปะดาบ่เนาะ ဥပမာနောင်ဆိုတာဘာပါလဲအမည်နာမည်ဥစ္စာမှန်သမျှဟူသမျှအားလုံးတွေ့ရမြင်ရဥစ္စာအဆောက်အဦပစ္စည်းအိုင်ဒီယာအဲ့ဒါတွေအားလုံးကနောင်လို့ခေါ်ပါတယ်ဥပမာတိုးချီအေးတိုးချီဆိုတာနောင်ပါနော်ဒါကျွန်တော်နာမည်ပါနော်ဒါနောင်ဖြစ်ပါတယ်အတိုးချီကဘာဖြစ်တယ်လဲကျွန်တော်တို့ချီကျူးမယ်ချီမော့မယ်ကိတ်ရမယ်ဟေ့ဆိုလို့ရှိရင်ဥပမာ girl girl solution ဒါ မြန်မာလိုကျွန်တော်တို့ကမှတ်မိလို့ရအောင်ကောင်းတော်လို့မှတ်ထားလိုက်တာပါเนาะ adjective မှန်သိအောင်လို့မမှားအောင်လို့အဲ့ဒီတော့တိုးကြည်ပါဖြစ်တယ်လဲနောင်ပါဖြစ်တယ်လဲပြောခြင်းရင်တိုးကြည် this good ဒါဆိုလို့ရှိရင်ဘာဖြစ်သွားလဲတိုးကြည်ကကောင်းတယ်တော့ဒါမျိုးဟာကြောင့်ကျွန်တော်တို့က adjective လို့မှတ်ထားလိုက်တာပါเนาะတော့ဒီနောင်ပါဖြစ်တယ်လဲဆိုတာကို the good ကတွားပြီးတော့ ပုံဖော်တာပေါ့အဲ့ဒီတော့ချီမွန်ခွန်ရဲ့ကဲ့ရဲ့ခွန်ရဲ့လို့ကောင်းတော့ကဲကောင်းပါပြီဒါမျိုးကျွန်တော်ကကောင်းတော့လို့သိထားတဲ့အခါမှာတချို့ဝါဟာရတွေက smart ဆိုပါစို့ smart ဆိုတာဘာပါလဲ smart ဆိုတာတော်တော်တော့အုံနောက်ပိုင်းဆိုင်ရာကောင်းတာတော်တာကို smart လို့ခေါ်တာပါနော်ဒါပေမဲ့ကျွန်တော်တို့တွေက စာတော်တယ်အသက်ပညာတစ်ခုခုတော်တယ်ဟိဆိုလဲအခါကြတဲ့ခါကြတော့တိုးကြည် is smart လို့မပြောတော့ဘဲနဲ့တိုးကြည် is good ah good ah teaching english အေးဒါဆိုလို့ရှိရင်တိုးကြည်သည်စာသင်ပေးတာတော်တယ်လို့ဖြစ်သွားတာပါနော်တိုးကြည်သည်အင်္ဂလိပ်စာသင်ပေးတာတော်တယ်ဟာ တာ adjective ပေါ့နော်သူဘာဖြစ်တယ်လဲဆိုတာကိုသွားကွက်ပေးတာပေါ့အဲ့ဒါအမှဝင်တဲ့ teaching ကိုကိုကမထည့်ပဲနဲ့ Deutsch is good at English solution Toad is good at English အေးဒါမျိုးလေးလဲသွားလို့ရတာပေါ့နော် Toad is Toad is good at English Toad the English စာတော်တယ်လို့အတိတ်ပဲရပါတယ်ခင်ဗျာ အဲ့ဒီခါကျတော့ဒါမျိုးကိုကျွန်တော်ကတော်တယ်အတတ်ပညာတစ်ခုခုကိုတော်တယ်ဆိုရင် good လို့ပြောတာပါနော်အဲ့ဒီခါကျတော့အဲ့ဒီ good ကိုကျွန်တော်တို့ကကောင်းမွန်စွာထပ်သုံးတာမို့ဘာစဉ်းစားလို့ရလဲကျွန်တော်ထမင်းဟင်းချက်တာတော်တယ်ကျွန်တော်အချက်ပြုတ်မှာတော်တယ်ဆိုရင်ဘလို့ဖြစ်မလဲ i လာတဲ့အတွက် i ဆိုရင် i'm is တွေကကျွန်တော်တို့ဘာလိုက်ရသလဲ i am ဆိုတော့အတူတူအားဖြင့် i'm လို့လည်းကျွန်တော်တို့ကပြောလို့ရတာပါနော် i'm good at cooking cook ချက်ပြုတ်သည် cooking ချက်ပြုတ်ခြင်း ing လေးပေါင်းပြီးတော့ကျွန်တော်တို့က noun အဖြစ်တည်ဆောက်လို့ရပါတယ်လို့အဲ့ဒါအခုနေမှာသိစံမလိုပါဒါကို jaran လို့ခေါ်ပါတယ်လို့နော် verb ကို ing ပေါင်းပြီးတော့ noun အဖြစ်ပြောင်းတာသည် jaran လို့ခေါ်ပါတယ်လို့အဲ့ဒီခါကျတော့ eating is good cooking is good အဲ့ဒါမျိုးလဲစကားပြောလို့ရတာပေါ့နော် noun အဖြစ်ပြောင်းပလိုက်တာပေါ့ကောင်းပြီဒါဒီညမှာကျွန်တော်က I am good at cooking ကျွန်တော်ဒီအချက်အပြောက်မှာတော်သည်သူတို့တွေကအိတ်တဲ့နေရာမှာတော့တော်မတော်တော့အရန်အိတ်မိုးလင်းမမိုးလင်းလည်းမထသေးဘူးသေဆိုလို့ရှိရင် they လို့ပြောလာတဲ့အခါကျရင် they ရပါဖြစ်တယ်အများကြီးဖြစ်တဲ့အတွက် they are good at sleeping uh sleep အဲ့ဒါအိတ်တဲ့နေရာမှာတော်တယ်အိတ်တဲ့နေရာတော်တယ်မပြောဘဲနဲ့ play playing for var ဘောလုံးကစားတာတော်တာဟုတ်လား P L A Y I N G playing football ဒါသူတို့ရဘောလုံးကစားတဲ့စီမှာ တော်ပါတယ်လို့အတိတ်ပဲရတော့ဒီခါကျတော့အတတ်ပညာတစ်ခုခုကိုတော်တယ်ဟိစိန်ကျွန်တော်တို့ကဘာသုံးတယ်လဲ good အဲ့ဒီ good အနောက်မှာမှကျွန်တော်တို့ရ good လို့ဒီက good လို့ good ကိုမှတ်လို့ရှိရင် good လို့မှတ်ထားလိုက်လို့ရှိရင်ဒါကိုတော့ အဲစကားတိဆောက်ရမှာလွယ်တယ်လို့ဒါမျိုးလေး proposition လေးတွေတစ်လုံးစားနှလုံးစားတစ်လုံးစားနှလုံးစားမှတ်ထားပါလို့သူ့မှာပုံသင်နည်းမရှိပါဒါကိုအလွတ်ကိုမှောက်မှတ်ထားမယ် good at he is good at he is good at talking သူစကားပြောတာတော်တယ်ဒါအတတ်ပညာတစ်ခုခုပါနော်အဲ့ဒီခါကျတော့ဒီညမှာတော်တယ်ဆိုတဲ့ဥစ္စာက tourism up ဆိုပြီးတော့ပြောလို့မရပါလို့ good at ပဲရပါတယ်လို့နော်ကဲဟုတ်ပါပြီ ဲ့ဒီခါကျတော့ကျွန်တော်တို့နောက်အလားတူဖြစ်တဲ့ဝေါဟာရလေးတွေပေါ့နော်ဝေါဟာရတွေကအသုံးဝင်မဲ့ဝေါဟာရပေါ့ဗျာ good ဆိုတာကအမြဲတမ်းနှိပ်တလူကသုံးတယ်သုံးတဲ့အတွက် good ကိုကျွန်တော်ကဥပမာပြချင်းဖြစ်ပါတယ်ဥပမာတစ်ခုခုကိုကျွန်တော်တို့ကလေးလာတယ်ဆိုပါဆိုပါနော်စိတ်ဝင်စားတယ်စိတ်ဝင်စားတယ် စိတ်ဝင်စားဆိုရင်ကျွန်တော်ကဘယ်လိုပြောပါ့လဲ I N T E R E S T E D interested ဒါကစိတ်ဝင်စားသည်ဒါပေမဲ့ adjective ဖြစ်နေတဲ့ခါကျတော့စိတ်ဝင်စားသောတို့ကတနည်းအားမှာမှတ်ထားမှာပါနော်စိတ်ဝင်စားသောကျွန်တော်ကတခုခုကိုစိတ်ဝင်စားတယ်ဆိုရင်ကျွန်တော်တိုးချီသည်အင်္ဂလိပ်စာကို စိတ်ဝင်စားပါသည်ပြန်မှတ်မိနော် I am I'm interested I N T E R E S T E D interested ကျွန်တော်စိတ်ဝင်စားသည်မြန်မာလိုအဖြစ်ကျတော့စိတ်ဝင်စားသည်ပဲအတိတ်ပဲရှိတယ်ဟာတော့တကယ်တမ်းဒီဟာကြောက်ကိုကြည့်တဲ့အခါကျတော့ဒီ interested က adjective ဖြစ်တဲ့အခါကျတော့ဒီ I ဆိုတဲ့ noun ပေါ့နော် noun ပါဖြစ်တယ်လဲဆိုတာ သူကပြောတာဖြစ်ပါတယ်အဲ့ဒီခါကျတော့ကျွန်တော်ကစိတ်ဝင်စားတော့သူဖြစ်သည်ကျွန်တော်စိတ်ဝင်ကျွန်တော်ကလှုပ်တဲ့လှုပ်တဲ့လှုပ်ရတခုမှမပါဘူးနော်ကျွန်တော်စိတ်ဝင်စားတော့သူဖြစ်သည်လို့အတိတ်ပဲရပါတယ်ဘာဖြစ်တယ်လဲဆိုတာကို ပြောပါတယ်နောင်ကမြည်သူမြည်ွားဘာဖြစ်တယ်လဲဆိုတာချီမွန်ကိတ်ရတဲ့ဆိုတဲ့ဥစ္စာမျိုးလေးနဲ့မှတ်မိလွယ်ရအောင်လို့ကျွန်တော်ကချီမွန်ခဏရဲ့ကိတ်ရခဏရဲ့လို့ပြောရတာဖြစ်ပါတယ်အဲ့ဒီခါကျတော့ I am interested ကျွန်တော်ကစိတ်ဝင်စားရတယ်။ဘာမှစိတ်ဝင်စားတာလဲ I am interested in အဲ့ဒီခါကျတော့ in ဆိုတဲ့ဝါဟာရလေးနဲ့ပေါင်းပြီးမှတ်ထားဖို့လိုပါလေ interested in english i am interested in english ကျွန်တော်ဒီ english စာကိုစိတ်ဝင်စားသည်ဒါဒါမျိုးလေးကိုကရလာဟာရလာရလာတဲ့ခါမှာဒီ interested ဆိုတဲ့ဝါဟာရကစိတ်ဝင်စားဖို့ကောင်းတာက interested လို့ပြောရင် စိတ်ဝင်စားသည်ဘာနာ i n t e r e s t e d စိတ်ဝင်စားတော့စိတ်ဝင်စားတော့စိတ်ဝင်စားသည် interesting လို့ပြောတဲ့အခါကျတော့ i n t e r e s t i n g အဲ့ဒါမျိုးဥစားကျတော့သူကစိတ်ဝင်စားဖို့ကောင်းတော့လို့ဖြစ်သွားပြန်ကောအော်စိတ်ဝင်စားဖို့ကောင်းတော့အေးဒါလေးကိုမှတ်ရမလားပြောမတတ်ဘူးเนาะ တစ်ခုကဘာဖြစ်တယ်လဲတစ်ခုကစိတ်ဝင်စားဖို့ကောင်းသောအရာတစ်ခုခုစိတ်ဝင်စားဖို့ကောင်းတယ်မြန်မာနိုင်ငံကြီးကစိတ်ဝင်စားဖို့ကောင်းတယ်ဆိုလို့ရှိရင်ဘာဖြစ်နိုင်မလဲဒီမှာကြတော့မြန်မာရေး MYA NMA ရာမြန်မာ is interesting ဒါဆိုလို့ရှိရင်မြန်မာနိုင်ငံကြီးကစိတ်ဝင်စားဖို့ကောင်းတယ်အဲ့ဒီတော့ ကျွန်တော်ကမြန်မာနိုင်ငံကိုစိတ်ဝင်စားတယ်ဆိုရင်ဒီ English နေရာမှာကျွန်တော်ဘာသာထည့်လိုက်မယ်မြန်မာကိုအဲ့ဒါကြောင့်ကျွန်တော်စိတ်ဝင်စားရတယ်မြန်မာ is interesting မြန်မာဒီစိတ်ဝင်စားဖို့ကောင်းတော့နိုင်ငံတနိုင်ငံဖြစ်သည်အဲ့ဒီတော့ I am interested in မြန်မာတော့အဲ့ဒီမြန်မာပြီးတော့ကျွန်တော်စိတ်ဝင်စားတာပါနော်အဲ့ဒီတော့ဒီမှာကျွန်တော်ဘာလာလုပ်လို့ရလဲ I am interested in မြန်မာ because Myanmar is interesting. ဒါလေးကိုမှတ်မိမလားမသိဘူးเนาะအဲ့တော့ဒီစိတ်ဝင်စားဖို့ကောင်းတော့ ਨੇ စိတ်ဝင်စားတာ ਨੇ กว่าတယ်ဆိုတာကိုတတိထားပါเนาะအမတ်အေးအေးကိုမောင်တွကြည်ကစိတ်ဝင်စားပါတယ်တော့ I am အဲ့ဒီခါကျတော့ကျွန်တော်ဘယ်လိုပြောမလဲ နော်မအေအေကိုမောင်တိုချီကစိတ်ဝင်စားပါတယ် control z okay ဒီညမှာ i am interested in ဘာဖြစ်သွားမလဲမအေအေမဖြစ်သွားဘူးလားမအေအေးဖြစ်သွားဘူးလားဘာဖြစ်လဲသူကမအေအေးကိုစိတ်ဝင်စားလဲမအေအေးကစိတ်ဝင်စားဖို့ကောင်းတဲ့မင်းကလေးတယောက်ဖြစ်တယ်အာနော် အဲ့ဒီခါကျတော့ကျွန်တော်ကဒီမှာပါလာရေးမယ် man a e is an interesting person an interesting girl ဟာတော့ man a ကစိတ်ဝင်စားဖို့ကောင်းတဲ့ main clue တယောက်ဖြစ်တယ်ဗောနော်ဒါ interesting girl g i r အဲ့ဒါလေးကိုသဘောပေါက်လားမသိနော် ဒီမှာ an interesting girl လို့လာပြောလိုက်တဲ့ဒီဥစ္စာနောင်ဖြစ်သွားတာပေါ့နော်နောင်ဝါကြအဲ့ဒါမှမဟုတ်ပဲねကျွန်တော် adjective နေရာနဲ့ပဲထားတယ်ဟေ့စင်ဒီ an လေးတွေပျောက်သွားပြီးတော့ဒီ interesting မှာရင်သတ်ပြီးတာပေါ့နော်အဲ့တော့ဒီမှာဘာဖြစ်သွားပါသလဲဖြစ်သွားတာကမအေးအဒီစိတ်ဝင်စားစရာကောင်းတဲ့အတွက်မောင်တူကြည်ဒီကျွန်တော်ဒီမအေးအေးကိုစိတ်ဝင်စားသည်မဟုတ်ဘူးလား အဲ့တော့ဒီ interesting လေးနဲ့ interested ကိုကွဲပြားခြားနာနိုင်ပါဗောနော်အဒါလေးတွေဒါလေးတွေပေါင်းပြောတာဗောဟော interested လို့ကိုကပြောလာတယ်ဆိုရင် interested in ပြီးရင် ing နဲ့သွားမမှားနဲ့ဗောနော်မြန်မာပြည်ကြီးကစိတ်ဝင်စားစရာမြန်မာတွေ interested ဆိုရင်တပြောမြန်မာနိုင်ငံကြီးကစိတ်ဝင်စားသည်အာ အမโอเคဘူးပါနော်မြန်မာနိုင်ငံကြီးကစိတ်ဝင်စားဖို့ကောင်းတယ်အင်္ဂလိပ်စာက စိတ်ဝင်စားဖို့ကောင်းတယ်အင်္ဂလိပ်စာစိတ်ဝင်စားဖို့ကောင်းတယ်ဆိုတော့ဘာဖြစ်မလဲ English is interesting မြန်မာနိုင်ငံစိတ်ဝင်စားဖို့ကောင်းတယ်ဘယ်လိုပြောမလဲမြန်မာ is interesting အဲ့ဒီအတွက်ခမားကမြန်မာပြည်ကကအင်္ဂလိပ်စာကိုစိတ်ဝင်စားတယ်ဆိုရင် I am interested in မြန်မာ and English မဟုတ်ဘူးလားအဲအဲ့လိုမျိုးသွားတာပါနော်အဲ့ဒီခါကျတော့အဓိက interested then အဲ့လိုမျိုးသတ်မှတ်ပါ interesting အဲ့ဒါလေးကို क्वे ပြားခြားနာနိုင်ပါနော်ဒါမျိုးလေးကျွန်တော်တို့က क्वे ပြားခြားနာနိုင်တယ်ဟေ့ဆိုလို့ရှင်ဒါတလုံးစလေးကိုကသိလာတယ်အဲ့ဒီခါကျတော့ surprise surprising annoying annoying tired tiring 哦、oh,，OK，tiring，T、okay, I R，yeah，OK，T、okay, I R I N G，tiring，T I R E D，tire，ဒါဆိုရင်မောပန်းတယ်ပင်ပန်းတယ် T I T I R E D အဲကျွန်တော်စာလုံးမမှန်တယ်ထင်တာပဲ Don't be lazy you can go and check ဆရာအဲအဲ့ဒါမျိုးပါနော်อืม 是了，哎，哎，这叫那听那《三狼王》卖那个天哪，白拿啊，卖那个妈的，呃，疲劳卖叫那他吃吃吃啦。t i r i n g t i r i n g t i r i n g o k t i r e t i r e d t i r e o k t t i r i n g tiring အမှန်ပါတယ်စာလုံးပေါင်းပါဆရာမပြင်းနဲ့ပေါ့ဗျာတတ်ကြည့်လို့ရတာပေါ့နော် tiring tiring ဆရာကောင်းပါပြီအဲ့ဒီခါကျတော့ tiring ကကြတော့မဖြစ်တယ်လေပင်ပန်းစရာကောင်းတော့အဲ့ဒါလားပင်မဖို့ကောင်းတော့အဲ့ဒါပင်မလားမပေါက်တတ်တော့ပါဘူးခင်ဗျာပင်ပန်းဖို့ ကောင်းတော့ပင်ပန်းအဲပင်ပန်းဘုတ်ကောင်းတဲ့အရာပေါ့နော်အာဒီတိုက်ရကြပါဖြစ်လဲပင်ပန်းသည်ပေါ့နော်ပင်ပန်းတော့ပင်ပန်းတော့အဲဘယ်တလုံးအောင်မှန်မလဲတော့ပြောမတတ်ဘူးနော်အဲ့တော့မြန်မာစာအလုံးပေါင်းမရပါခင်ဗျာပင်ပန်းတော့ဆရာကောင်းပြီဒီနေရာမှာကျွန်တော်ကကျွန်တော်အလုပ်က ပင်ဖမ်းဖို့ကောင်းလေဆိုရင်ဘာဖြစ်မလဲကျွန်တော်အလုပ်အကျွန်တော်အလုပ်ဆိုတဲ့ခါကျတော့ my job my job is tiring ကျွန်တော်လုပ်ဒီပင်မမို့ကောင်းသည်အဲ့ဒီအတွက်ကျွန်တော်ကဘာဖြစ်တယ်လဲ I am tired အဲ့ဒီကျွန်တော်ကပင်မနာပါကျွန်တော်လုပ်ကပင်မစရာကောင်းတဲ့အလုပ်ဖြစ်တဲ့အတွက်ကျွန်တော်ဒီပင်မပါသည်လို့ အတိတ်ပဲရပါတယ်မဟုတ်ဘူးလားဆရာအဲ့ဒါမျိုးလေးတွေကွာတွတ်တွတ်တွတ်မှတ်ပေါ့နော် tiring surprise surprising interested interesting အဲ့အဲ့ဒါလေးတွေကအသုံးဝင်မယ်လို့ကျွန်တော်ကတော့နားလည်တာပါနော်အဲ့ဒီဝါဟာရလေးတွေဆယ်လုံးလောက်ရှိမယ်နဲ့တူပါတယ်အဲ့ဒါဒီအားလုံးကျွန်တော်တင်ပေးမှာပါနော် boring ပြင်းကြီးဖွယ်ကောင်းတော့အရာဖြစ်သည် bold ပြင်းတော့အဲ့ဒီတော့ကျွန်တော်ကပြင်းတယ်တော့အင်္ဂလိပ်စာသင်တာပြင်းဖို့ကောင်းတဲ့ ဥစ္စာဖြစ်တဲ့အဲ့ဒီအတွက်ကျွန်တော်ကပြင်းသွားပါတယ်စာလေ့လာရဲဆိုတော့ပြင်းဖို့ကောင်းပါတယ်အဲ့ဒီအတွက်ကျွန်တော်ကပြင်းသွားပါတယ်အေးအဲ့ဒါမျိုးလေးတွေကျွန်တော်တို့ကအဲသွားကြည့်လို့ရတာပါเนาะအလုပ်တွေဆက်လက်ဒီတိုင်းပဲပေါ့ခုန interested နဲ့ interesting กว่าတဲ့လိုပါပဲခင်ဗျအဲ့ဒါကိုသဘောပေါက်မယ်လို့ကျွန်တော်ထင်ပါတယ်เนาะဒီဥပမာလေးနဲ့ပေါ့လက်ပြိုင်နဲ့ထမှာကိုကမှတ်တဲ့ခါတည်းမှာ interested ကိုမှတ်ရင်ဘယ်လိုမှတ်ရမလဲ interested in good ก็ไม่ยังเป็นลมาเลย good I am good I'm good at cooking จะนอนดีหินชัดเนี่ยมาตอดี what are what are you good at คำนี้ก็บาตอบาเลยโอ้เข้าปีแล้วตัดปีนี้เนี่ยเปล่าวะนะ what are you good at what are you good at อ่ะอันนี้ขาจะรอคำนี้บาตอเลยเนาะ ဲ့ဒီခါကျတော့ I am good at speaking Burmese ကျွန်တော်ဒီမြန်မာစကားပြောရစီမှာတော်ပါသည် ရေးအဲ့လိုမျိုးပြန်ဖြေလို့ရတာပါเนาะ good at good at ကောင်းပြီဒါမျိုးလေးတွေကိုက good ကောင်းမွန်တော့ကောင်းမွန်တော့တော့မှတ်မယ်ဆိုရင် good at say when za thought interested in အဲ့လိုမျိုးလေးတွေကိုကတွဲမှတ်တွဲမှတ်မှာစကားပြောမှာကိုက ဝင်လို့ရမှာဖြစ်ပါတယ်လို့အဲ့ဒါကိုမမှတ်နိုင်လို့ရှိရင်အစင်မပြေပါဘောနော်အင်းဟုတ်ပြီတော့ good ကအတုံးဝင်တယ်ဆိုတော့ how about bad ဆိုရဲတော့ကျွန်တော်တို့သိထားတာကလူဆိုးဟမ် throw this back ကောင်းပြီအခုနေမှာရှုတ်ချပြီ throw the noun ဖြစ်သည် throw is a negative ဖြစ်တဲ့အတွက် am is are be တဲ့က is ကိုကျွန်တော်သွားယူတာပါနော် throw is bad တိုးသည်ဆိုးတယ်အာဒီညမှာကျွန်တော်က better လို့လာလိုက်လို့ရှင်ဟောပါခင်နိုင်တယ် tour is better english ဒါဆိုလို့ရှင်ညနေဖြစ်သွားပြန်ဟောဟုတ်တယ်လားဒီဆိုးတယ်ကဘာဖြစ်သွားပါသလဲဆိုးသည်ဆိုးတော့ကဘာဖြစ်သွားလဲဆိုတော့ညံ့တော့ဆိုပြီးတော့ဖြစ်သွားတာပေါ့နော် tour is better english solution တို့ချစ်သည် English အញ្ញန်ဒီ Tori is good at English ဆိုင်ဘာဖြစ်တယ်လဲ English တော်တယ်အဲ့ဒီခါမှာတော်တာနဲ့ညံ့တာက good bad အေးဒါမျိုးသွားတာဟောအဲ့ဒါမျိုးလေးတွေကိုကသတ်မှတ်တဲ့ခါကျတော့ဝါဟာရအတက်လေးတွေခေါင်းထဲမှာမပေါ်လာဘူးလားဗောနော်ခါတိုင်းကိုတည်တာတာဘက်ဆိုးတယ်ပဲတည်တာဒီနေရာမှာကျတော့ညံ့နေဖြစ်သွားမဟုတ်လား he, he she, she's really bad at cooking she is she is really ba- better really better cooking ah to ma come in chat and yana be a chap young yana hey damn you lily yana she's really bad at cooking to ma di a chap young ma yana hello အတိတ်ပဲရပါတယ်အဲ့ဒီတော့ bat ဆိုတဲ့ဥစ္စာကဘာထွက်လာတယ်လဲညံ့တယ်တော်တယ်တော်တယ်ညံ့တယ်တော်တယ်ညံ့တယ်အေးအဲ့ဒါမျိုးကျွန်တော်တို့ကသတ်မှတ်လို့ရတာဗောနော်မှတ်တဲ့အခါမှာဘယ်လိုမှတ်လဲ better good အေးအဲ့ဒါမျိုးလေးမှတ်ထားပါအတ်တေအတ်တေအတ်တေနဲ့သတ်မှတ်တဲ့ he ဆိုလို့ရှင်ဥပမာ she is really angry yeah angry ဒေါ်လာထွက်တော့ she is really angry at me ကျွန်မကျွန်တော်ကို तू तू မအယမ်းစိတ်ဆိုးနေတယ်အော်ဒီညမှာ angry at angry da good da bad da အေးအဲ့ဒါမျိုးလေးကျွန်တော်တို့ကသတ်မှတ်ထားလိုက်လို့ရတာဟုတ်လားစိတ်ဆိုးတော့ကိုသတ်မှတ်ရင် angry da angry da ဆိုရဲ bad da ကောင်းတယ် good da တော်တယ်ညံ့တယ်စိတ်ဆိုးတယ် အေးအဲ့ဒါမျိုးလေးတွေသတ်မှတ်လို့ရတာပါနော်နောက်ကနေ့အဖြစ်ဒါမျိုးလေးတွေကျွန်တော်တို့မှတ်တဲ့အခါမှာစိတ်ဆိုးသောညံသောကောင်းသောလို့မှတ်ရင် preposition လေးတွေနဲ့တွဲမှတ်တဲ့အခါကျတော့ beautiful ဆိုပါစမ်းနော် B E A U B E A U D I F U L beautiful ဘာဖြစ်တယ်လဲဟလာပတော့ဟာရလားဟလာပတော့လာလာတာဗော အကောင်မလေးရလှတယ်ဆိုလို့ရှိရင်ဘာဖြစ်မလဲ she is beautiful ကောင်မလေးရ t i f u l ဒီနေ့မှာကောင်မလေးရလှတယ်ကောင်းပြီအတနည်းကြတော့ကျွန်တော်စကားပြောချင်အာဒီကောင်မလေးရကျွန်တော်တွဲလှတယ်အဲ့ဒီခါကျတော့ကျွန်တော်က beautiful too လို့တွဲမှတ်ထားပါနော်အဲ့ဒီခါကျတော့ she is beautiful to me you are so beautiful to me အဲတချင်းလေးရှိတာပါနော်ခင်ဗျားကကျွန်တော်အတွက်အရန်လှပါတယ်လို့အတိတ်ပဲရအဲ့ဒီခါမှာကျွန်တော်တို့ကဒီ preposition လေးတွေနဲ့တွဲမှတ်လို့ရှိရင်တွဲသုံးတဲ့တွဲလုံးတွဲလုံးလေးတွေကိုကျွန်တော်တို့သိမှာမဟုတ်ဘူးပါနော်အော်တနည်းအားဖြင့်ကျွန်တော်တို့က difficult အရန်ဟောနေတော့ခက်ခဲတော့ difficult ဆာ he is difficult तू आ တော်တော်ကိုလကန်လာနိုင်တယ်လူပါ तू आ ကျွန်တော်တော်တော်ကိုလကန်လာနိုင်တယ်ဆိုရင်ဘယ်လိုဖြစ်မလဲ he is လာလောလောဆယ်မှာခက်ခဲတယ်ဆိုတဲ့ဥစ္စာအခုလိုမျိုးလေးတောင်းတော့ he is difficult ဆိုဘာဖြစ်တယ်လဲ तू आ အမတန်ကိုလကန်လာနိုင်တယ် तू आ ရန်ခက်ခဲတဲ့လူပဲ he is so difficult to deal with i don't want to deal with him သူနဲ့ကျွန်တော်မဆက်ဆံခြင်းဘူး because he is so difficult he is so difficult for me ဟာ difficult for လို့တွဲမှတ်ပါနော် beautiful to difficult for interested in angry art အဲ့အဲ့ဒါမျိုးလေးတွေကျွန်တော်တို့ကတွဲမှတ်လို့ရှိရင်အင်္ဂလိပ်စာဝါဟာရစကားပြောစီတွေမှာအသုံးဝင်တာပါနော်အရန်ခက်ခက်ခဲသောနော်အေးဒါလေးတွေကျွန်တော်တို့ကတွဲမှတ်ထားလေရတာပါနော် a n အခုနကျွန်တော်တာဖြစ်လို့တာဖြစ်လာ ANGRY ANGRY ရ ANGRY ရအတော်သားထွက်တော့အဲ့တော့စကားပြောစကားပြောလေးတွေမှာဒါလေးတွေကအတုံးမဝင်ဘူးလားဗောနော် good interested in ဒါလေးတွေပေါင်းပြောလို့ရှိရင်အဲ့တော့ချီမွန်9ရက်ကိရ9ရက်ကကိုကအတုံးအများကြီးဝင်တာဗောနော်စိတ်ထဲမှာဘာဖြစ်တယ်လဲ ိတ်လှုပ်ရှားသောအေးအဲ့ဒါခုန interesting နဲ့သွားဆင်တယ်ဗျ excited အာစိတ်လှုပ်ရှား excited i am so excited i i will be in myanmar i'll be in myanmar next month i'm so excited နောက်လာမှကျွန်တော်မြန်မာနိုင်ငံကိုရောက်မှာဖြစ်ပါတယ်အဲ့ဒီအတွက်ကျွန်တော်ကစိတ်လှုပ်ရှားပါတယ်ဟောနော် e so excited e a c i t e d excited say slow 啥？thought，e a c i d i n g，exciting，把片难的，say slow，啥会感到？那你妈得背哩八卦呢？是吧？ဆိတ်လုတ်စားဖွယ်ကောင်းတော့နဲ့ဆိတ်လုတ်ရှားတာနဲ့မတူဘူးဟဲ့လား I am so excited ဆိုရင်ကျွန်တော်ကဆိတ်လုတ် ရှားတယ်အဲစိတ်လှုပ်ရှားဖွယ်ကောင်းတဲ့ဥစ္စာကြတော့အာဒီပွဲတော်ကစိတ်လှုပ်ရှားဖို့ကောင်းပါတယ် yeah this this match is so exciting ရကနာ interest စိတ်ဝင်စားတယ်နဲစိတ်ဝင်စားဖွယ်ကောင်းတော့နဲ့กว่าแหละโหลวะเนาะเออไอ้อะမျိုးလေးတွေကျွန်တော်อ่ะဒီဝါဟာရလေးတွေကျွန်တော်ตั้วยีပေးတာมาวะเนาะไอ้อะတွေအများကြီးตับပြောနေလို့ရှင်ခဏချင် ကိုကျွန်တော်ရှင်းညင်တဲ့ဥစ္စာအရှင်းကိုမရောက်တော့ဘဲနဲ့အဲလဲထွက်သွားနိုင်တာပေါ့နော်အတိက adjective ကိုကျွန်တော်တို့ကဘယ်လိုမှတ်ရမလဲဆိုတော့ချီမွန်ခနရက်ကိရက်ခနရက် adjective ဒီ noun အမည်နာမဥစ္စာတွေကိုဘာဖြစ်တယ်လဲပုံဖော်တာဖြစ်ပါတယ်ချီမွန်တာလည်းဖြစ်နိုင်တယ်ကိရက်တာလည်းဖြစ်နိုင်တယ်အဲ့ဒီထဲမှာမှာချီပဲမွန်မွန်ကိပဲကိရက်ရက် ဲ့ဒီဝါဟာရလေးတွေကိုအဲ့ဒီ adjective ဆိုတဲ့ဝါဟာရတွေကိုသတ်မှတ်လို့ရှိရင် preposition လေးတွေနဲ့သတ်တွဲမှတ်ပါလို့ဒါကိုကျွန်တော်ဆိုလိုတာဖြစ်ပါတယ်အဲ့လိုမျိုးလေးကိုကသတ်တွဲမှတ်နိုင်လို့ရှိရင်ခဏကလူစိုးကြီးလူစိုးကြီးလူကောင်းကြီးအဲဒါမျိုးပဲသိထားတဲ့ဥစ္စာအခုစရင်ဘယ်လိုတံပြန်သိသွားတာ ਨੇ ညံ့တယ်တော်တယ်အဲ့လိုမျိုးတွေကိုသိသွားတာပါနော်ငါအင်္ဂလိပ်စာညံ့တယ်ဘယ်လိုပြောမှလဲငါအင်္ဂလိပ်စာတော်တယ်ဘယ်လိုပြောမှလဲငါအိတ်ပုတ် ြီးရဲ့အဲသမီးဟင်းချက်မတော်ဘူးသမီးဟင်းချက်တာအရင်ညံ့ပါတယ်စားလို့မကောင်းပါအေးအဲ့လိုမျိုးဥစ္စာလေးတွေကိုအောက်မှာသွားရေးကြည့်ကြည့်ပါဘာနော်အနေနဲ့အများထောက်ကူဖြစ်တယ်မဖြစ်တယ်အောက်မှာရေးခဲ့ပါလို့အေးအဲ့လိုမျိုးရေးခဲ့ရင်ဒါမျိုးဝါဟာရအတိမ်အနဲ့လေးတွေကိုကျွန်တော်ဒီပေါ့အသုံးဝင်တယ်မဝင်တယ်ပြောပြတော့မှကျွန်တော်ကတင်ပေးလို့ရမှာပါနော်အာဒီနေ့အဖို့ကတော့ဝါဟာရ၃လေးလုံးလောက်ပါနော် difficult beautiful, bad, good, interested, interesting. အဲအဲ့ဒါလေးနဲ့ adjective ပေါ့နော်ချီမွန်9ရက်ကိမ်းရက်9ရက်လေးကိုတင်ပေးလိုက်ပါတယ်လေနော် Bye now.